ယူရီးယားမင်းသမီးရဲ့တနာရမက်ပြည့်ရအောင်မှာစစ်ရှုံသွားတဲ့မျက်စိသုံးလုံးနဲ့မော်လမြိုင်ပရင်တမိုင်းဝင်စစ်ပွဲကိုအနိုင်အရှုံးဆုံးဖြတ်ပေးသွားတဲ့မော်လမြိုင်မြို့မှကြိုက်တန်လန့်စေသည်မော်လမြိုင်လို့ဆိုလိုက်တာနဲ့အရောင်းကိုစီးကားပြီးတာယာလှပတဲ့မြို့အစားအသောက်ပေါ်တဲ့မြို့လို့ဆိုကြပါတယ်ကုန်းလန်းရေလန်းနဲ့လေကြောင်းလိုင်းကပါအလွယ်တကူသွားလာနိုင်ပြီးစစ်ပွဲရဲ့အရာအရောင်းကိုအချက်ချာကြတဲ့မြို့လည်းဖြစ်ပါတယ် ဒီလိုအချက်ချာကြတဲ့မြို့ဖြစ်နေခြင်းကမော်လမြိုင်တမိုင်းမှာပေးစပ်မှုတွေတတိတန်းကြီးရှိလာခဲ့ပြီးမော်လမြိုင်ဖြစ်ပေါ်လာရခြင်းရဲ့နောက်ခံတမိုင်းကလည်းအယံကိုစိတ်ဝင်စားဖို့ကောင်းလာပါတယ်မော်လမြိုင်မြို့နဲ့ပတ်သက်ပြီးကျွန်တော်ရဲ့ညီအစ်ကိုနှစ်ဦးတောင်းဆိုထားတဲ့မော်လမြိုင်မြို့နဲ့ကြဲတန်လန်းစီဒီဖြစ်ပေါ်လာရခြင်းအကြောင်းအရာဖြစ်တဲ့အစွမ်းထက်တဲ့မျက်စိသုံးလုံးနဲ့မွန်ပီနဲ့မာယာပရိရဲ့ကြွယ်ဝတဲ့ယိုရီယာမိဖုရားတို့ရဲ့နောက်ခံသမိုင်းအကြောင်းအရာများကို ဘုသူသားဖြစ်ပွဲစိတ်ဝင်စားပွဲအပြည့်အစုံဝေမျှပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ဇာလီပါတချိန်ကမွန်တို့ရဲ့သူဓမဝတီလထုံပြီမှာသူဓမရာဇာမင်းအစပြုတ်ပြီး328နှစ်အကြာမြမဒတ်တမင်းအထိ မင်းဆက်24ဆက်စုစံပြီးနောက်မုံတမတစ်ဖက်ကအောက်ဘက်ကျတဲ့တန်လွင်ဂျိုင်းအထရာမြစ်သုံးစင်းပေါင်းဆောင်ရာတငါရွာနေရာစီမျိုးပြတန်းပြည့်အစ်စ်တဖန်ပြန်လဲတည်ထောင်ခဲ့ကြပါရယ်။တန်ငါပစွန်ဖမ်းယူပြီးအတက်မွေးဝန်းချောင်းပြုတ်လာတဲ့ဒီတငါရွာကိုကရဏကအမည်ရှိတဲ့မွန်ဘီရင်ကပြုတ်ယူတိုင်းအခိုင်မာနဲ့လုံခြုံစွာတည်ဆောက်ပြီးမျိုးရဲ့ဘွဲနာမည်ကိုသူဘာနနဂူခေါ်ရာမာပူရလို့အမည်ပေးကအောက်ချုပ်ဆူဆန်းခဲ့ပါရယ်။ မြို့ရဲ့အလဲဖိုးစိတ်ကားမှာရေချောင်းကောင်တွေရဲ့အတွက်အုံပြုနိုင်ဖို့ရာတငံလုံးငန်းများကိုမြို့ရဲ့အနောက်ဘက်သို့ရွှေ့ပြောင်းစေပြီးမြို့ရိုးရဲ့အရှိဘက်မှာတော့လေယာကန်ကျုံနဲ့ဆက်ပြုတ်မှုမြေရေးလုပ်ငန်းများကိုလှောက်ကင်စေပါရယ်ဒီလိုနဲ့ရာမာပူရလို့အမည်ရတဲ့မြို့ပြတိုင်းပြည်ဟာစာနာရိတ်ခါဖူလုံလာရုံတမကဒေသအထွက်ကောင်များဖြစ်တဲ့တားငါပစုံအပြင်ဆန်စပါးများကိုပါကောင်တွယ်လိုင်းနိုင်ခဲ့ပါရယ်ဒါကြောင့်ပဲရာမာပူရမြို့ပြတိုင်းပြည်ဟာ ကျော်ဝချမ်းသာလာတဲ့မျိုးပြတိုင်းပြည်အဖြစ်တို့အချိန်တိုအတွင်းရောက်ရှိလာပါတယ်။ဒီလိုကျော်ဝချမ်းသာမှုနဲ့အတူပထဝီနေသားအယအယံကိုအချက်ကြားကြတဲ့ရမပူရမျိုးကိုအိနေချင်းတိုင်းပြည်မှာဘီယံများကမျက်စိကြလာပါတယ်။အထူးသဖြင့်မွန်ဒိုထက်အာဂျီဘီနေဇက်ဂျီလန်တိတ်မဝေးလှတဲ့ယူရီးယားဘီယံရဲ့ကျူးကျော်တိုက်ခတ်ခြင်းကိုတောက်လျှောက်ခံလာခဲ့ရပါတယ်။ရမပူရတိုင်းပြည်မှာကရဏကမင်း လေးနှစ်မြောက်ဆိုးဆန်ပြီးနှစ်ရွာဆန်သွားခဲ့ပါတယ်။ဒါကြောင့်တားတော်ဖြစ်တဲ့မူပိမင်းသားကမူပိရာဇာပွဲနဲ့နန်းသက်လာပါတယ်။မူပိဆိုတဲ့အထိပ္ပယ်ကတော့မွန်ဘာသာစကားအရမျက်စိသုံးလုံးလို့ခေါ်ကြပြီးအကြောင်းကတော့မူပိဘရင်ရဲ့မျက်မှောင်တစ်ခုအလဲမှာမျက်လုံးတရံထူးဆန်းတဲ့မျက်ရှင်တစ်လုံးရှိနေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ပိုပြီးထူးဆန်းတာကမူပိရာဇာဘရင်ဟာအဲ့ဒီတရရမျက်လုံးနဲ့သူ့တိုင်းပြည်စီစစ်ပြုတ်လမ်းမှုမှန်သမျှကိုကြိုတင်သိမြင်နိုင်တဲ့ထူးခြားတဲ့အစွမ်းပဲဖြစ်ပါတယ်။ ။တနေ့မှာတော့ရာမာပူရတိုင်းပြည်ရဲ့ကြွယ်ဝချမ်းသာမှုကိုလူချင်းတတ်မှတ်နေတဲ့ယူရီးယားဘေးဟာရာမာပူရမုံပြီကိုစစ်အင်အားအလုံးရင်းနဲ့ခြေတက်လာပါတယ်။ယူရီးယားတပ်တွေဟာရာမာပူရမြို့ရဲ့အရှိတ်ဘက်ကနေဝိုင်းထားပြီမယ်။ညဘက်အချိန်မှာတော့စစ်ပရိရဲ့တုံးပြီးမြို့ရဲ့အနောက်ဘက်ကနေအလင်းငိုက်ဝင်ရောက်တိုက်ခိုက်ပါတယ်။ဒါပေမဲ့မျိုးရအနောက်ဘက်ကနေတရစိတ်ဝင်တိုက်လာတဲ့ယူရီးယားတပ်တွေကို မွန်တပ်တွေကလက်အုပ်မှုအရယူပြီးတုတ်တင်ရှင်းလင်းနိုင်ခဲ့ပါတယ်။ယူရီးယားဘီးင်းကတော့ဘယ်သူမှထင်မထားဘူးလို့မှတ်ယူထားတဲ့သူ့ရဲ့အစီအစဉ်ကိုမွန်တွေဘာကြောက်ကြိုတိနေရလဲဆိုပြီးအာအောသွားခဲ့ပါတယ်။အချောင်းကတော့မူပိယာဇာဘင်းဟာသူ့ရဲ့တရမျက်လုံးနဲ့ယူရီးယားဘီးင်းရဲ့လျှို့ဝှက်အစီအစဉ်အလုံးကိုအာယုံထဲကနေအလိုလိုသိရှိနေခြင်းဖြစ်ပြီးသူ့ရဲ့တပ်တွေကိုလည်းကြိုတင်တပ်ဖြတ်ထားခြင်းပဲဖြစ်ပါတယ်။ ယူရီယာတို့ဘက်ကဒီလိုအကြမ်းကြမ်းတိုက်ခိုက်နေပေမယ်။မွန်တာတို့ရိုးရိုးချုံချုံကုခံနေတာကြောင့်မြို့ကိုမတိုင်ပိုက်နိုင်ပဲစစ်ရှောင်းကပြန်လည်ဆုတ်ခွာသွားခဲ့ရပါတယ်။ယူရီယာဘီရင်ကတော့သူ့ရဲ့စစ်ပရိရဲ့မလမြကိုမွန်တွေဘာကြောင့်ဂျူတိနေရတယ်လဲဆိုတဲ့အဖြေကိုအရန်သိကြည့်နေတဲ့အတွက်မူမတေနံပတိများနဲ့တိုင်ပင်ဆွေးနွေးခဲ့ပေမယ်။တိကျတေကြတဲ့အဖြေတစုံလျာမရရှိခဲ့ပါဘူး။ဒီနေ့မှာတော့မွန်တို့ဖန်ဆီးထားတဲ့ယူရီယာတုပ်ပန်းတယောက်ထွက်ပြေးလွမြောက်လာပြီ မွန်ဘရင်မူပိယာဇာမင်းရဲ့သူစားနဲ့တရရမျိုးလုံးအကြောင်းကိုယူရီးယားဘရင်ထံအကြောင်းဆုံးရှောက်တင်လိုက်ပါတယ်။ယူရီးယားဘရင်အကြိမ်ကြိမ်ဆစ်ရှုံးရခြင်းဟာမူပိယာဇာမင်းရဲ့တရရမျိုးလုံးကြောင့်သာဖြစ်ကြောင်းသိရှိသွားခဲ့ပါတယ်။ဒါကြောင့်ယူရီးယားဘရင်ဟာမွန်တွေကိုစစ်ရေးအယဘလို့မှတိုက်လို့မရမှနားလေသဘောပေါက်လာပြီးမူပိယာဇာမင်းရဲ့တရရမျိုးလုံးကိုပြည်ရနဲ့ဖြစ်စီပြဖို့အကောက်ကြံလာပါတယ်။ အဲ့ဒါကတော့ယူရီးယားဘီယံမှာချုံမောလှပတဲ့လိမ္မာပန်းနတဲ့တမိတော်တစ်ပါးရှိပြီးမိမိရဲ့တမိတော်ကိုမွန်ဘီယံထံလက်ဆောင်ပနအဖြစ်ဆက်တာကမွန်မီရဲ့တတရမျိုးလုံးကိုဖျက်ဆီးပြုတ်ဖို့ပဲဖြစ်ပါတယ်။ဒါကြောင့်ယူရီးယားတန်မာများနဲ့အတူဘီယံတမိတော်ကိုမွန်ဘီယံထံဆေးလို့ပြီးနှစ်ပြည်တော်ငင်းချမ်းရေးအတွက်ဆက်တတ်ခြင်းအဖြစ်ရမပူရတိုင်းပြည်သို့ရောက်ရှိလာကြပါတယ်။မုပိယာဇာမင်းလဲမိမိထက်အင်အားကြီးမားတဲ့ယူရီးယားဘီယံဘက်ကအခုလိုတမိတော်ဆက်တတ်လာတဲ့အတွက် ခေါယူဝါမြောက်စွာလက်ခံပြီးယုဒယာမိသမီးကိုမိဖုရားအရာချီမြှောက်လိုက်ပါတယ်။ရမပူရမွန်ပြည်မှာမိဖုရားဖြစ်လာတဲ့ယုဒယာမိသမီးဟာမွန်ပြည်ရဲ့ချစ်ခင်ယုံကြည်မှုကိုရယူပြီးအစွမ်းထက်တဲ့တရားမျိုးလုံးကိုဖျက်ဆီးဖို့အများဆုံးအကောင့်ထဲပေါ်လာပါတယ်။ဒါပေမဲ့မုပိယာဇာဘင်းကတော့ယုဒယာမိဖုရားကိုမေတ္တာအစစ်နဲ့အယံကိုချီးမြှောက်လို့တန်ဖိုးထားရှာပါတယ်။ယုဒယာမိဖုရားကသူမရဲ့သမိုင်းအောက်စားနဲ့ဆက်ဆက်ပြီးချုပ်ထားတဲ့မျက်နှာတော့ဘဝတစ်ထည်ကို မုပိယဇာပြင်းထံလက်ဆောင်ဖြင့်ပေးအပ်ခဲ့ပါတယ်။ယုရိယမိဖုရားကိုချစ်မြနူးနေရှာတဲ့မုပိယဇာဘရင်ကတော့အဲ့ဒီမျက်နှာတော့ဘဝကိုယုံကြည်စွာနဲ့နှိမ့်စေအသုံးပြုခဲ့ပါတယ်။ထမိန်အောက်စားနဲ့ချုပ်ထားတဲ့မျက်နှာတော့ဘဝကိုအသုံးပြုဖာများလာတဲ့မုပိယဇာမင်းဟာတဖြည်းဖြည်းနဲ့ဖုံးနှကိုတွေနှက်ကြလာပြီးမင်းကြီးရဲ့တရရမျက်လုံးလဲအစွမ်းမထက်တော့ပါဘူး။ဒါကြောင့်ယုရိယမိဖုရားကမုံမင်းရဲ့တရရမျက်လုံးအစွမ်းမရှိတော့ကြောင်း ဖခင်ယူရီးယားဘရင်ထံအကြောင်းကြားစီပြီးယူရီးယားဘရင်ကြီးလည်းစစ်တီဘိုဘာများစွာနဲ့အတူတကြော့ပြန်ခြေတက်လာပါတယ်။တနေ့မှာတော့မူပိယာဇာမဲဟာမျက်နှာတုံနေရင်းကနေတရရမျက်လုံးလို့ခေါ်တဲ့အစွမ်းထက်တဲ့မဲ့ရှင်ယူရီးယားပျောက်ကျပျက်စီးသွားခဲ့ပါတယ်။မွန်မရင်ရဲ့တရရမျက်လုံးလုံးဝပျက်စီးသွားတာနဲ့တပြိုင်နက်ယူရီးယားမိဖုရားလည်းမြို့ပြမှာခြုံခိုးပြီးအသက်ဆောင်နေတဲ့ယူရီးယားတပ်တွေကိုအချက်ပေးကာမြို့ကိုတိုက်ခိုက်စေပါတယ်။ မဲ့ရှင်အာကိုနဲ့အကြိမ်ကြိမ်စစ်နိုင်ခဲ့တဲ့မူပိယာဇမ်မင်းလဲဘာမှမတတ်နိုင်တော့ပဲယူရီယာမိဖုရားရဲ့ပြည့်ရဲ့အောက်မှာအရှုံးပေးလိုက်ရပါတယ်စစ်ရှုံးတဲ့မွန်တတချို့မြစ်ကိုကူးပြီးမောဒမဘက်ထွက်ပြေးလို့မြောက်သွားပြီမယ်မူပိယာဇာဘီရင်ကတော့ယူရီယာတက်လို့ရဲ့ဖန်စီချင်းကိုခံရတဲ့အပြင်ရာမာပူရမြို့ကြီးလဲယူရီယာဘီရင်ရဲ့တိမ်ပတ်ချင်းကိုခံလိုက်ရပါတယ်ဒါကြောင့်စစ်ရှုံးသွားတဲ့မွန်တို့ဟာ မိုးပိယာဇာမင်းရဲ့တရရမျက်လုံးပျက်စီးသွားတဲ့မြို့ကိုအစွဲပြုတ်ပြီးအဲ့ဒီမြို့ကိုမွန်ဘာသာစကားအရဒိမ့်မွန်ဗလာမလို့ယနေ့အချိန်ထိခေါ်ဆိုလာကြပြီးမြန်မာလူအိဒိဘယ်ကတော့မျက်စိတစ်လုံးပျက်စီးတဲ့မြို့ပဲဖြစ်ပါတယ်။တခေမျိုးရဲ့ဘွဲ့အမီတုဘာဏနဂိုရမပူရနဲ့ရမဝတီဆိုပြီးခက်ဆက်ဆက်ခေါ်ဆိုလာရကနေမျက်လုံးပြက်တဲ့မြို့မွန်ဗလာမြို့ဖြစ်ပြီးကာလရွေလျားလာတဲ့အမြမော်လမိန်မှတစ်စိယခုမော်လမြတ်အဖြစ်ပြောင်းလဲလာခဲ့ခြင်းပဲဖြစ်ပါတယ်။ ယူရီးယားဘီရင်လဲရမာပူရခေါ်မော်ဘလာမြို့ကိုအချိန်ကြာကြာမအောင်ချုံနိုင်ခဲ့ပါဘူးစစ်ဆောင်လို့မောဒမဘက်ချန်းကိုကုလာရတဲ့မွန်တို့ဟာရမာပူရမြို့ကိုပြန်လဲရောက်ယူဖို့ကြိုးစားလာတဲ့အတွက်မွန်နဲ့ယူရီးယားအကြားစစ်ပွဲတွေတောင်လျှောက်တိုက်လာရပါတယ်မွန်တွေဘက်ကမုပိယာဇဘီရင်ရဲ့သားတော်တိုက်တမင်းသားကဦးဆောင်ပြီးပြန်လဲကလဲစားချီတိုက်ခတ်ရမှာတိုက်ပွဲလဲအပြင်းထန်ဖြစ်ခဲ့ရပါတယ်ဒီလိုတစ်ဖက်နဲ့တစ်ဖက်အချိန်ကာလတစ်ခုအထိတိုက်နေရပြီး အနိုင်အရှုံးမပေါ်တာကိုစိတ်မရှိတော့တဲ့တိတ်တမင်းသားဟာပညာရှိတုက္ကမိုင်အမများနဲ့ဆွေးနွေးတိုင်ပင်ပါလေ။အဲ့ဒီနောက်မှာတော့မွန်တို့ဟာယူရီးယားဘီယင်ထန်းတန်းအဖွဲ့စီလို့ပြီးဒီလိုစစ်တိုက်နေရခြင်းကအသက်ပေါင်းများစွာတည်ကြည်နေရမယ့်အစားပညာရှိဤနဲ့သာစုံဖြတ်တဲ့ကြောင်းညှိနှိုင်းပြောဆိုကြပါရယ်။အဲ့ဒီပညာရှိနီးကတော့မိုးနဲ့ယူရီးယားတို့တညထဲမှာဇီဒီတစုစီအပြိုင်တည်ရမှာဖြစ်ပြီးဇီဒီကိုအရင်ပြအောင်တည်နိုင်တဲ့ဘက်ကအနိုင်ရမှာဖြစ်တယ်လို့ တညထဲနဲ့ဇီတီမတည်နိုင်ခဲ့ရင်ရှုံးနေမှာဖြစ်ပါတယ်။ရှုံးတဲ့ဘက်ကအနန်ရရှိသူရဲ့ဒေတာကိုနောင်နောင်ပဲတော့အခါမှကျူးကျော်တိုက်ခတ်ခြင်းမပြုဘို့သဘောတူညီမှုရရှိခဲ့ကြပါတယ်။ဒီလိုနဲ့တညမှာမွန်နဲ့ယူရီယာတို့ဇီတီအပြိုင်တည်ကြပါတယ်။မွန်တို့ဘက်ကဇီတီအများပေးစီနိုင်ဖို့အတွက်ဝါပင်တွေနဲ့ဇီတီပုံစံပြုလုပ်ပြီးအဝတ်ဖြူကြီးတစ်ထည်ပတ်ကအဲ့ဒီအဝတ်ဖြူအပေါ်ထုံးတင်ကန်ကတ်လိုက်တဲ့အခါမှာတော့ ြည်ညိုစရာစီတီတစုကိုအချိန်တိုအတွင်းတည်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ယူရီယာတို့ဘက်မှာတော့သူတို့ရဲ့စီတီကို အောက်တဲနဲ့ကြောက်များအုံပြုတ်ပြီးတီးတဲ့အတွက်တညထဲနဲ့စီတီကိုမတည်နိုင်ခဲ့ပဲယူရီယာတို့ဘက်ကအရှုံးပေးလိုက်ရပြီးမွန်တို့အနိုင်ရရှိသွားခဲ့ပါတယ်။ဒါကြောင့်တစ်ဖက်နဲ့တစ်ဖက်သဘောတူညီမှုရရှိထားတဲ့အတိုင်းရှောင်းလိုက်သူယူရီယာတို့ဘက်ကတပ်ပြန်ဆုတ်သွားခဲ့ရပြီးနောက်နောက်မွန်ဒေတာကိုဘယ်တော့ခါမှကျူကျော်တိုက်ခတ်ခြင်းမပြုတော့ပါဘူး။ မွန်တို့ကယူရီးယားလူမျိုးတွေကိုရှမ်းလို့ခေါ်ကြပါတယ်။ဒါကြောင့်ဒီဖျားကိုမွန်မာသာအရာကျက်ရှမ်းလန်လို့ခေါ်ကြပြီးမြန်မာလူအတိတ်ပဲကတော့ရှမ်းတွေတက်လန်တဲ့ဇီတီကျက်ရှမ်းလန်ခေါ်ယနေ့ကျက်တန်လန်ဇီတီဟာကျွန်တော်တို့မွန်မြမြို့မှာယနေ့အချိန်ထိတပ်ပဲစွာတည်ရှိနေဆဲပဲဖြစ်ပါကြောင်းဘုသူတပ်ဖြစ်စေဖို့ရာစေတနာထားမျှဝေပေးလိုက်ရပါတယ်။